နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မှာမေလ6ရက်နေ့ညပိုင်းကငလျင်လှုပ်တဲ့အတွက်ပြည်သူများဟာလမ်းပေါ်ကိုဆင်းပြေးတဲ့အချိန်မှာလမ်းပေါ်ကိုထွက်လာတဲ့လူငယ်တချို့ကိုစစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ6ရက်နေ့ည10:55မိနစ်အချိန်မှာရန်ကုန်တိုင်းလဲကူးမြို့နယ်ဇေယျကွင်းအနီးမြေအောက်အနက်30ကီလိုမီတာကိုဗဟိုပြစ်ပြီးတော့ Richter scale 3.8အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးတော့အဲ့ဒီငလျင်ကြောင့်ရန်ကုန်ကပြည်သူအများစုဟာ အထက်မြင့်တိုက်တာတွေပေါ်ကနေပြီးတော့စင်ပြေခဲ့ကြတယ်လို့သိရပါဗျ။6ရက်နေ့ညပိုင်းကငလျင်လှုပ်ခတ်မှုကြောင့်ရန်ကုန်တိုင်းလှိုင်မြို့နယ်တရက်ကွက်ဇေယာတိတ်တီနှစ်လမ်းမှာလဲလူငယ်အများအပြားပြည်သူများလည်းအထက်မြင့်တိုက်တွေပေါ်ကနေပြီးတော့ဆင်းပြေးကြတယ်လို့သိရပါဗျ။ငလျင်ကိုစိုးရိမ်ပြီးတော့ညနေတဲ့အထိလမ်းပေါ်မှာပြည်သူများရှိနေတဲ့အချိန် လှိုင်မြို့နယ်တရက်ကွာဥက္ကဋ္ဌစစ်သားတချို့နဲ့အပေါင်းပါများကလူငယ်တအူးကိုလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါဗါတယ်အဲ့ဒီလူငယ်ဟာစစ်မှုထမ်းရန်အလဲကျသူဖြစ်တယ်လို့သိရပါတယ်ငလျင်ကြောင့်အောက်ကိုဆေးပြေးကြတဲ့အချိန်မှာအုပ်ကြီးကတူရှာနေတဲ့လူငယ်ကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့ဖမ်းသွားပါတယ်လမ်းထဲကအခြားလူငယ်တွေလည်းရှောင်လို့မရပါဘူးအချိန်တိုင်းရင်စစ်မှုထမ်းရမယ်ဆိုတာကိုနားလည်ထားဆိုပြီးတော့အော်ငေါက်သွားတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်ရဲ့မိတ်ဆွေတအူးကရှင်းပြထားပါဗါတယ်ရန်ကုန်တိုင်းအတွင်းမှာအခုရက်ပိုင်းအဲဆင်းစစ်ပြီးတော့လူငယ်တချို့ကိုဖမ်းဆီးခြင်းညပိုင်းမှာစစ်တပ်နဲ့ရဲက ြင်းလဲပြီးတော့ဖမ်းဆီးခြင်းညနေပိုင်းလမ်းသွာလမ်းလာနဲ့အလုတ်ပြန်တဲ့လူငယ်များကိုဖမ်းဆီးခြင်းစတဲ့ပုံစံမျိုးစုံနဲ့စစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးမှုများကိုစစ်တပ်ရဲပြူစောတိနဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များကပူးပေါင်းပြီးတော့လှုပ်ဆောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ